မြန်မာနယ်ကောင်လေးတွေပဲရှိတဲ့ဘတ်စကားပေါ်ကနေကောင်မလေးတစ်ယောက်ကပြေးဆင်းခဲ့ပါရီ။လမ်းမှာစပိန်နင်းလာတဲ့ကောင်ကျော်လေးကိုတော့တွားဖြဲပြီးတော့ငန်ပါရီ။ဒီမှာကတော့ဆယ်ကျော်တက်ပြီးပြီးဘာဖြစ်ရှင်မှန်းမသိတဲ့တည်ရင်ဖြစ်ပါရီ။တည်ရင်ကအမှတ်မီပြီးတော့ဝင်ခွင့်အောင်ငယ်လို့အင်ဂျင်နီယာအကြောင်းတက်ရမှာပါ။ဒီနေ့ကတော့ဒီမှာရဲ့ပထမဆုံးအကြောင်းတက်ရဖြစ်ပါရီ။ခင်ခင်ဆိုတဲ့တငယ်ချင်းအသေးရခဲ့ပါရီ။တည်ရင်ကမြန်မာနယ်ပဲရှိတဲ့အတန်းမှာအကြောင်းတက်ရတာကိုစိတ်ပြနေခဲ့ပါရီ။တည်ရင်နဲ့ခင်ခင်ကစကားပြောနေကြတော့မှငှက်လူသားစံတက်ရဲ့အတင်းကသူ့အတင်းနဲ့ဝင်ဖို့မေးဆွဲပါရီ။ငှက်လူသားအတင်းကလေရင်ကိုလူသားစွမ်းရင်နဲ့လေပတ်ပြန်တတ်နိုင်စီဖို့ကြိုးစားနေကြသူတွေပါ။တည်ရင်ကခင်ခင်နဲ့တူအဖွဲ့ဝင်ခဲ့ပါရီ။ အကန်းကပစ္စည်းတွေအကြောင်းကိုဆက်စုနေကြတဲ့တင်းရင်နဲ့ခင်ခင်ကိုမောင်ကရုံကလေရင်အကြောင်းရှင်းပြပါရီတင်းရင်ကစိတ်ရှုပ်တာကြောင့်ပြန်မိုးလုံနေတော့မှအဖွဲလေရင်မှုဖြစ်သူစိုးလင်ကိုတွေ့ပါရီမြန်မာနယ်ဖြစ်ပေမဲ့စိုးလင်ကလူကြောဖြစ်တာကြောင့်တင်းရင်တယောက်အကြီးမလွဲနိုင်ပဲငင်းနေပါရီစိုးလင်အနားရောက်လာပြီးတော့စကားပြောတော့အသည့်စိတ်ဝင်သွားခဲ့ပါရီစိုးလင်ကသူနဲ့တူတူပြန်တန်းညင်လာလာမိပါရီဘာလို့ချင်မှမသိတဲ့တင်းရင်တယောက်ကောင်ကျော်လေးကိုငန်းပြီးတော့အဖွဲဝင်ဖြစ်ခဲ့ပါရီအစိုးအားကောင်းစီတဲ့လေ့ကျင့်ရေးတွေစပြီးတော့လုပ်ရပါရီတင်းရင်ကမျက်မှန်နေကြည့်ပါတဲ့ကားကိုမစည်းကျင်တာကြောင့်အမောပန်းလဲခံနိုင်စီဖို့စပိန်ဝယ်စီလိုက်ပါရီစိုးလင်ကတင်းရင်ကိုအဖွဲဝင်အနေနဲ့မိတ်ဆက်ပေးပါရီတ ရက်မှာတော့စိုးရင်ကတင်းရင်ကိုအဖွဲရဲ့ခွေးယူဆိုသူနဲ့မိတ်ဆက်ပေးပါတယ်သူကတော့တတိယနှစ်အလျင်မှုကိုတီဟာဖြစ်ပါတယ်တင်းရင်နဲ့တီဟာကစတီရာနဲ့ပူပေါင်းနေပြောကြပါတယ်နှစ်ယောက်သားစကားများရန်ဖြစ်ကြပါတယ်တီဟာနဲ့စိုးရင်ကချင်းင်းအပြန်လေ့ကျင့်ကြပါတယ်တင်းရင်ကသူမကိုတီဟာနဲ့တွဲဖက်လုပ်ပေးထားတဲ့စိုးရင်ကိုစိတ်ဆိုးနေပါတယ်ဘက်စကားမတိုင်မှာတော့ကိုမျက်မှန်နေတဲ့တင်းရင်ကကားဆောင်နေကြပါတယ်ကားဆောင်နေရင်နဲ့မောင်ကတော့ကတီဟာနဲ့စိုးရင်ရဲ့ဆက်ကြောင်းကိုပြောပြပါတယ်ငှက်လူသားအတင်ကလူလုံးအားနဲ့သူတို့ရဲ့ပြန်တမ်းမှုကိုဆန်တက်ကြပါတယ်တီဟာနဲ့စိုးရင်ကဥဆောင်ပြီးတော့ပြန်တမ်းကြပါတယ်လမ်းခွဲသွားပြီးတော့ပြန်တမ်းမှုကကြာရှုံးသွားကြပါတယ်စိုးရင် င်ကခြေချိုးပြီးတော့စေးရုံတက်လိုက်ရပါတယ်။တရားကစိတ်ညစ်ပြီးတော့အရက်ထိုင်တောင်းနေပါတယ်။တဲရင်ကပါလိုက်လာပြီးတော့စိတ်ဆိုးမှန်ဆိုးနေတဲ့စကားပြောရင်းနဲ့အတူတူအရက်ထိုင်တောက်ကြပါတယ်။မှုနေပြီးဖြစ်တဲ့တဲရင်ကိုတရားကကြောပိုးပြီးတော့လိုက်ပို့ပါတယ်။စိုးလင်တယောက်ဂျိုင်းနောက်နဲ့ဖြစ်သွားတာကြောင့်တရားကခြေနှားကောင်းတဲ့တဲရင်နဲ့မောင်းမယ်လို့ပြောပါတယ်။တဲရင်ကမင်းကလေးတယောက်ဖြစ်တာကြောင့်အားလုံးကလုံနိုင်မှာမဟုတ်ဘူးလို့ထင်နေကြပါတယ်။တဲရင်ကိုမောင်းနိုင်မှာတည်ကြလာမေးပြီးတော့ခွင့်ပြုလိုက်ကြပါတယ်။နောက်ရက်မှာတော့တဲရင်နဲ့တရားကခြေနှားအတွက်စတင်လေ့ကျင့်ကြပါတော့တယ်။မတဲ့တူနေမမြင်ချောင်းကြီးဆိုလိုမျိုးတရားနဲ့တဲရင်ကတွေ့တာနဲ့ရင်ဖြစ်ကြပါတယ်။အကလည်းပြန်လိုက်ကြပါသေးတယ်။အဖို့ င်တွေကကြောင်ထဲကျွက်လိုမျိုးအမြဲတမ်းဖြစ်နေတဲ့တီဟာနဲ့တင်းရင်ကြောင့်မောင်းနေမှုအဆင်မပြေမှာဆိုရင်နေကြပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်နေချိန်မှာစွမ်းအားကအမြင့်ဆုံးဖြစ်နေရလို့ခင်ခင်ကရှင်းပြပါတယ်။တီဟာနဲ့တင်းရင်ကမောင်းနေမှုအားကောင်းစီဖို့စပိန်အပြိုင်နင်းကြပါတယ်။တင်းရင်ကတီဟာရဲ့စပိန်မှာတက်ထားတဲ့တော့ချိန်လေးကိုတွေ့ပြီးတော့သူတစ်ခါကငန်းခဲ့ဦးတဲ့ကောင်ကျော်လေးဆိုတာမှတ်မိသွားပါတယ်။တီဟာနဲ့တင်းရင်ကလူလုံးအားနဲ့ပြန်တမ်းမှုကိုစတင်လှုပ်ဆောင်ကြပါတယ်။ပြန်တမ်းနေချိန်မှာတောင်မှစကားများနေကြပါတယ်။အားလုံးကဆိုရင်ပြီးတော့ပြန်တမ်းမှုကိုရက်လိုက်ကြပါတယ်။သူတို့ကိုရက်ခိုင်းကြတဲ့အတွက်တီဟာကစိတ်ဆိုးသွားပါတော့တယ်။တီဟာနဲ့တင်းရင်ကရေဘဲရုပ်စီရင်နဲ့ငင်းချဲရေးယူလိုက်ကြပါတယ်။ပြီးွားရေကန မမနေဝင်ချင်းကိုတူတူကြည့်ကြရင်လည်းသချင်းတူတူနားထောင်ခဲ့ကြပါရယ်ဒေသဆွမ်းရင်လည်းလေရင်မောင်းပြိုင်ပွဲတွေကိုရောက်ရှိလာပါရယ်ဓမ္မဆောင်လေရင်ကတော့ပြက်ချသွားခဲ့ပါရယ်တရားနဲ့တင်းရင်ရဲ့အလဲရောက်ရှိလာခဲ့ပါရယ်မပြန်တန်းငင်မှာမီဒီယာတွေကအင်တာဗျူးကြပါရယ်စိုးရင်ကစိတ်မလုံရှားဖို့အားပေးပါရယ်တရားကစိတ်လုံရှားနေခဲ့ပြီးတော့အတောင်မှန်လှည့်ဖို့မိနေပါရယ်တင်းရင်ကတရားကိုတရီပေးလိုက်ပါရယ်တင်းရင်နဲ့တရားကလူသားဆွမ်းရင်နဲ့လေရင်ကိုဟန်ချက်ညီရင်နဲ့အောင်မြင်စွာပြန်တန်းနိုင်ခဲ့ကြပါရယ်အားလုံးကအောင်မြင်မှုအတွက်ပျော်ရွှင်နေကြပါရယ်မောင်နေရင်နဲ့တရားကတင်းရင်ကိုချစ်ချောင်းဝင်ခံလိုက်ပါရယ်တင်းရင်ကတော့တရားကိုသူ့ချိုက်ပုံစံမဟုတ်တာကြောင့် င်လိုက်ပါတယ်အကြောင်းကတော့ဆိုးလင်ကိုတင်းရင်ကကြိုက်နေတာအကြောင်းဖြစ်ပါတယ်တရားတယောက်လေထဲမှာတင်အငင်းခံလိုက်ရပါတော့တယ်အလုံးကတရားရဲ့အငင်းခံရမှုကိုဝါယူကြပါတယ်တင်းရင်ငင်းလိုက်တာနဲ့တပြိုင်နက်လေရင်ကအောက်ကိုထွေးကြလာပါတယ်ဆိုးလင်ကိုတစ်ဖက်သက်ကြိုက်နေတာကိုသိတဲ့တရားကတင်းရင်ကိုအဖြစ်မှန်ပြပြလိုက်ပါတယ်ဆိုးလင်မှာကောင်းမလေးရှိရဲဆိုပြီးတော့အော်ပြောပါတယ်နှစ်ယောက်သာလေရင်ပေါ်မှာယံဖြစ်ကြပါတယ်အန်ဒီယံစုံနဲ့ရောက်နေပြီဖြစ်ကြောင်းဆိုးလင်ကသတိပေးပါတယ်တင်းရင်ကဆံမောင်းမယ်ပြောပြီးမြတရားကဆံမောင်းတော့ပဲနဲ့ဆင်းသက်လိုက်ကြပါတော့တယ်အားလုံးပျော်ရွှင်စွာပြည့်ဖက်ကြတော့ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်ပရိသတ်ကြီးတို့လည်းကိုကမင်းကလေးဖြစ်နေရင်တောင်မှလုံနိုင်မှာမ လားဆိုပြီးတော့ကိုကိုကိုအထင်မသေးကြပါနဲ့။ဒီတိုင်းမှာအားသာချက်ကိုကြီးရှိကြပါရင်အစုံနဲ့ကြည်ပေးလို့ယေရှုတင်ပါရင်